ဒီညနေကျွန်တော်ကိုဆရာမတယောက်ဗေဒင်ဆရာမတယောက်ကကျွန်တော်ကိုလှမ်းပေးထားတယ်ဘလို့မေးထားလဲဆိုလို့ရှင်ဆရာကြီးတဲ့တခုလောက်ဖြေပေးပါဦးနဲ့တခြားဗေဒင်ဆရာလေးနဲ့သူနဲ့အတိုက်ခံဖြစ်နေတယ်တဲ့အဲ့ဆရာမကျွန်တော်လည်းမသိပါဘူးဒါပေမဲ့တိတိမတိတိဖြေပေးရမယ်တာဝန်ကျွန်တော်တာဝန်ပဲလေ။ तू ကတိကျွန်တော်မေးတာပေါ့နော်။ तू ကဘလို့အကြောင်းအရာတွေမေးထားလဲဆိုရင် ဗီရင်ရရာကိစ္စတွေစီရင်တဲ့အခါမှာချက်အောက်တစ်ွာမှာရှိသောအမွှေးအမြင်များကို ရိတ်ပြီးတော့ဘုံမီးအရက်ကိုပြစ်တာနောက်ပြီးတော့တပုတ်ဥထဲမှာထည့်ပြီးတော့ရေမျောတာစသည်အားဖြင့်အဲ့ဒါလိုရရာရှိသလားတဲ့စမ်းစရာစမ်းပေတင်စရာတွေကမရှိဘူးဆိုပြီးတော့ဖင်ပိတ်ပြီးညင်းနေတယ်တဲ့အဲ့ဒါအဲ့ဒီကောင်တွေညံမမီလို့ပါဥပမာ တခုကျွန်တော်ပြောပြမယ်ဒါကျွန်တော်ကိုယ်တွေ့ပေါ့နော်အိမ်တော်ရေးကိစ္စအရှက်ကွဲအကျိုးနဲ့ဖြစ်တဲ့ကိစ္စရုံးမြေကနားနဲ့ဖြည့်ရှင်းရတော့မယ်ကိစ္စအဲ့လိုဟာမျိုးတွေကြုံလာပြီနော်ကိုဒုက္ခရောက်တော့မယ်ထောင်ကြတော့မယ်တခုခုဖြစ်တော့မယ်အဲ့ဒီအတွက်ကြောင့်စိုးရိမ်နေစိုးရိမ်နေဆိုလို့ရှင်အဲ့တော့ကိုယ့်ရဲ့အဲ့ဒီနေရာမှာရှိတဲ့အမွှေးမြင်တွေကိုရိတ်ရိတ်ပြီးဘုံမီးအရက်ကိုပြရတယ် ဘုံမိအရက်ဆိုတာကလေးဝင်မြောက်လေးဝင်မြောက်ဆိုတာကတနင်္ဂနွေသာသမီဆိုရင်ဗုဒ္ဓဘူးတောင်ပေါ့တနင်္လာသာသမီဆိုဆယ်လီတောင်ပေါ့အင်္ဂါသာသမီဆိုအနောက်တောင်ပေါ့အဲ့လိုဟာမျိုးစသည်အပြင်လေးဝင်မြောက်လေးဝင်မြောက်တွေကိုပြည်ရတယ်အဲ့လိုလှုပ်လိုက်ခြင်းအပြင်အဲ့အရှက်တကွဲအကျိုးနဲ့ဂုံသိက္ခာကြားစီရတယ်လုံးဝလုံးဝမလာတော့ဘူးအဲအဲ့ဒါလေးပြောပြချင်တာပါ ကဲအဲ့တော့ယုံညုံမယုံချင်းနေအဲ့တော့ဒီဟာတွေကညဉ့်ဉန်းနေမလုတ်တင်ဘူးမလုတ်ထိုက်ဘူးလို့ထင်ရင်အဲ့တော့မိတ်ဆွေတို့ကလည်းဘယ်ပေါက်ထဲကထွက်လာတာလုံးเนาะအဲ့တော့ခွဲမွေးတဲ့လူတွေကအပပေါ့เนาะခွဲမွေးတဲ့လူလည်းဘာမှမထူးပါဘူးဗျအဲ့တော့ဒီအပေါက်ထဲကထွက်လာတဲ့အတူတူဟိုဟာနှိမ့်ညံ့တယ်ဒီဟာကမုံမြတ်တယ်ဟိုဟာကဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ကောင်တွေကိုကျွန်တော် မေးခြင်းတယ်နော်အဲ့တော့အဲ့လိုမျိုးနေညံလို့ငရေကြီးစရန်ဖုံးကန်နေတန်းသာတာဆိုလို့ရှိရင်နိုင်ငံသားတွေအကုန်လုံးနော်ကလေးမြန်ပြက်ကြပြီးသေကုန်ပြီဘာကြောင့်လဲဆိုတော့ဒီကောင်တွေကဘာမှဝင်နေကန်းကုန်နေဗျာအဲ့ဒါဆိုသဘောပေါက်တော့ပေါ့နော်ဟုတ်တယ်နော်အဲ့တော့မိမိအပေါ်မှာပဲမူတည်တယ်ကိုက နှိမ့်ညံ့တယ်လို့ထင်ထားရင်နှိမ့်ညံ့တယ်ကိုကမနှိမ့်ညံ့ဘူးလို့ထင်ရင်မနှိမ့်ညံ့ဘူးเนาะအဲ့တော့ပညာရှိနေမညီမဆပြုသမျှကမလစီးပွားရေးနစ်စားမပါဖြစ်တတ်တယ်တဲ့ရေးနစ်တဲ့စားကပြန်ဆယ်လို့အဖတ်ဆယ်လို့မရအောင်ဘဝမှာဆုံးရှုံးတတ်တယ်နေနာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့စီကိုလာလာပြီးတော့တိုင်ပင်ကြတယ်ဆရာကြီး သားလေးရဘလို့သမီးလေးရဘလို့အခုအရက်တကွဲကျူးနေဖြစ်တော်မယ်အဲ့တော့ကျမကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်အဲ့တော့အဲ့လိုအရက်တကွဲအကျူးနေတွေဖြစ်တော်မယ်လို့စိုးရင်ပူပန်စွာနဲ့လာပြီးပြောလာတဲ့အခါမှာအကျိုးသိမ့်အကြောင်းသိမ့်အကုန်မေးရတယ်ပြည်တင်စရာလောက်တဲ့သူကချိန်ဆရတယ်သူငါ့ကိုလိန်နေတာလားညာနေတာလားအကုန်လုံးတီဗီဆိုတာနဲ့ကိုကခံမှန်းရမှာပေါ့နော်ခံမှန်းပြီးလို့ရှိရင်အဲ့ဒါပြောတဲ့တဲ့သူကိုပြော လှုပ်ပေးတင်တဲ့သူကိုလှုပ်ပေးအဲ့လိုဟာမျိုးလှုပ်ရတယ်ဒါကဘီဒင်းစရာရဲ့တာဝန်အဲ့တော့ရှေ့နေစီကိုကြတော့အမှုဖြစ်တဲ့သူပဲလာတယ်နော်အမှုအပ်တယ်ဆရာဝန်ကြီးကိုသွားမယ်ဆိုဆိုလို့ရှိရင်တော့နေမကောင်းတဲ့သူပဲသွားမှာပေါ့ယောဂဖြစ်တဲ့သူပဲအကျွန်တော်တို့စီကြတော့အဲ့လိုမျိုးမဟုတ်ဘူးလူပေါင်းစုံလာတယ်ယာရုတိုးခြင်းနဲ့သူကျမ်းမာရေးမကောင်းခြင်းနဲ့သူနိုင်ငံခြားထွက်ခြင်းနဲ့သူကန်စာတာညံ့နေတဲ့သူအိမ်တော်ကြီးအဆင်မပြေတဲ့သူအခြေကြီးအဆင်မပြေတဲ့သူစသည်အားဖြင့်ပေါ့ဗျာပြဿနာပေါင်း16000အဲ့လိုဟာမျိုး နေ့စဉ်ဖြည့်ရှင်းရမယ်အနေနဲ့အရရအတိုင်းတိုင်းပြီပြီရခုနှစ်သားသမီးတွေဖုံးဆက်ပြီးမေးတယ်လူကိုယ်တိုင်နဲ့လာကြတယ်အဲ့တော့ငရေငရေကြီးသလားဆိုတဲ့ပြဿနာပေါ့နော်အဲ့တော့ကိုရှိနားမှာတန်တန်ရှိတယ်အဲ့ဒီတန်းကထမိန်တန်းလားအဝတ်တန်းလားဘာမှမသိဘူးအဲ့ဒီအောက်ကိုတိုးသွားရင်ငရေကြီးသလားတဲ့ဖုံးကန်နေနေသလားတဲ့နော်တခုပြောပြမယ် ခမစိတ်ကနှိမ့်တယ်လို့ထင်ရင်နှိမ့်တယ်မနှိမ့်ဘူးလို့ထင်ရင်မနှိမ့်ဘူးเนาะအဲ့တော့ကိုယ်စိတ်ပေါ်မှာပဲမူတည်တယ်ဟုတ်ပြီလားအဲ့တော့ကိုယ်စိတ်ပေါ်မှာပဲမူတည်တယ်အဲ့တော့ဒီပညာရက်တွေမရှိဘူးလို့သတ်မှတ်ရင်သတ်မှတ်တဲ့သူကမရှိဘူးလို့သတ်မှတ်ရင်သတ်မှတ်လိုက်ရတယ်ရှိတယ်လို့သတ်မှတ်တဲ့သူကလည်းရှိတယ်လို့သတ်မှတ်လိုက်ရတယ်ဘာပြဿနာမှမရှိဘူးအဲ့ဒါကကိုယ်စိတ်နဲ့ကိုယ်ကိုပဲเนาะကိုယ်စိတ်နဲ့ကိုယ်ကိုကိုယ်ကြိုက်သလိုသတ်မှတ်လို့ရတယ်เนาะ အဲ့တော့မတိဘဲနဲ့နော်ပညာကိုအစုံမလေးလာဘဲနဲ့ဖင်ပိတ်ပြီးတော့တဖက်ပိတ်တွေမလောက်ကြနိုင်ပေါ့နော်အဓိကကတော့ကာယကံဝစီကံမနောက ကိုယ့်ရဲ့ကာယကံကိုနေတာထိုင်တာပြောတာဆိုတာကြံတန်းနေသလားဝစီကံနော်ကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားတွေဘယ်လိုမျိုးဖြစ်နေလဲငါပြောတာဆိုတာတွေဘာတွေဖြစ်နေလဲမနောကငါစိတ်တွေ ကြည်လင်ရလားတန်ရှင်းရလားဆိုတော့အဲ့ဒါအမြဲတမ်းစမ်းစစ်ဟုတ်ပြီနော်ကာယကံဝစီကံမနောကံ